ငလျင်တန်ကြောင့်ပြည့်စည်သွားတဲ့မန္တလေးကမဟာမုနိဖျားကြီးပြုပြင်ဖို့တိမ်မောင်းတောင်းချီနဲ့ရွှေသုံးဘိတ်တာလှူဒန်းခဲ့တဲ့ဆရာဝန်ဇနီးမောင်နှံပရိသမရအောင်မဲမင်္ဂလာပေါမာရပန် page ကနေကြွဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်တန်ကြောင့်ဖျောင်းပထိုးရီနဲ့သာသနာအဆောက်အအုံဘာသာရေးအဆောက်အအုံများစွာလည်းထိခိုက်ပျက်စီးခဲ့ရတာပေါအဲ့ဒီအချိန်မှာမန္တလေးကမဟာမုနိဖျားကြီးလည်းပအဝင်ခဲ့ပြီးပျက်စီးဆုံးရှုံးမှုတွေများခဲ့ပါတယ် ဒါကြောင့်မဟာမုနိဖရာကြီးကိုပြင်ဆင်ဆောက်လုပ်ဖို့အလို့ရှင်တွေများစွာလိုအပ်နေခဲ့တာပေါ့ဖရာပထိုးပြင်ဆင်လှူဒန်းခွင့်ရတဲ့ဆိုတော့ကုသိုလ်ထူးတဲ့အလို့ဖြစ်တာမလို့အာတရွေလာရောက်လှူဒန်းပေးနေကြတာပေါ့ဒါပေမဲ့အဲ့ဒီအထက်မှာမဟာမုနိဖရာကြီးအစကနေအစုံပြင်ဆင်ဆောက်လုပ်နိုင်ဖို့အတွက်တိမ်မောင်းတောင်းချီနဲ့ရွှေပိတ်တာသုံးပိတ်တာအထိလှူဒန်းတဲ့အလို့ရှင်မိသားစုထွက်ပေါ်လာခဲ့ပါတယ်အဆိုပါအလို့ရှင်မိသားစုကတော့ဒေါက်တာနိုင်ထွန်းအောင်နဲ့ဒေါက်တာဝေဝေရင်ကုန်းခွေရမိသားစုဇနီးမောင်နှံဖြစ်ပါတယ်ဒေါက်တာနိုင်ထွန်းအောင်တို့ဇနီးမောင်နှံကမန္တလေးမဟာမုနိဖရာကြီး ီကိုပြုပြင်ဖို့ဆိုပြီးငွေကျပ်သိန်း2000နဲ့မှ6000ကျပ်ကိုလွှတ်တန်းလာခဲ့တာပါသိန်းမောင်းတောင်းချီဆိုတဲ့ပတ်စံပမာဏကနည်းတဲ့ပမာဏတစ်ခုတော့မဟုတ်ပါဘူးသိန်းမောင်းတောင်းချီချမ်းသာတယ်ဆိုတာတောင်အတော်ကိုပြည့်စုံကြွယ်ဝနေပြီဖြစ်ကပိုင်ဆိုင်မှုထဲကသိန်းမောင်းတောင်းချီလွှတ်တန်းနိုင်တာကတော့ပြောစရာမလိုလောက်ကြွယ်ဝချမ်းသာတာဖြစ်ပြီးတော်ရုံတရာပေါက်တာမျိုးလည်းမဟုတ်ပါဘူးဒါရီမကပဲရွှေပိတ်တာသုံးပိတ်တာကိုပါလှူဒန်းတာဖြစ်ပြီးရွှေပိတ်တာသုံးပိတ်တာရဲ့တံပိုးကလည်းတိမ်မောင်းတောင်းချီမှာဖြစ်တဲ့အတွက်တရာတရားပေါက်ရမှုကတော့အင်မတန်ကြီးမားလှပါတယ် ဒေါက်တာနိုင်ထွန်းအောင်တို့ဇနီးမောင်နှံကငလျင်တန်သင်ခဲ့တဲ့မဟာမုဏိဖရာကြီးပြင်ဆင်မှုအတွက်ဒီလိုသိန်းတောင်းချီနဲ့ရွှေပိတ်သားတွေကိုလှူဒန်းထားပေမဲ့လူသိအောင်ထုတ်ချင်ကြတာမျိုးလည်းမရှိခဲ့ပါဘူးမီဒီယာတွေခေါ်ပြီးအကြီးကျယ်လှူပြတာမျိုးမဟုတ်ဘဲမဟာမုဏိဖရာကြီးဂောဘကအဖွဲ့နဲ့မန္တလေးတိုင်းဒေသကြီးသာသနာရေးဝန်ကြီးရရှိမှသာအေးအလှူနေနဲ့လှူဒန်းပေးခဲ့တာပါကြီးမားတဲ့လှူဒန်းမှုကြီးဖြစ်တာကြောင့်နိုင်ငံတော်ဘက်ကနေသတင်းထုတ်ပြန်ကြညာမှသာလူအများသိရှိခဲ့တာဖြစ်ပါတယ် ဒေါက်တာနိုင်ထွန်းအောင်တို့ဇနီးမောင်နှံရဲ့အလို့ကြီးကမွန်မြတ်လှတာကြောင့်လူအများကလည်းသာတို့ခေါ်ပေးနေကြတာပါဖျားတိဆောက်ပြုပြင်နိုင်ဖို့ဆိုတာအခွင့်ထိုင်မှကြုံရတာမလို့ကုသိုလ်ထူတဲ့ဇနီးမောင်နှံအဖြစ်တရားတရားပွားများပေးနေကြတာဖြစ်ပါတယ်ဒီလိုကျဉ်းနှုံးမှုအဖြစ်နဲ့ဒေါက်တာနိုင်ထွန်းအောင်တို့အလို့ကြီးအတွက်သာတို့ခေါ်ပေးနေကြတာလည်းရှိသလုံးဆက်ဆက်ထဲမှာလည်းဘလို့အလုပ်တွေလုပ်လို့ဒီလောက်လှူနိုင်တာလဲဆိုတာကိုသိကျင်နေကြပါတယ်မြန်မာနိုင်ငံမှာအခြေခံလူတန်းစားပေါ်များလာကြောင်းဒေါက်တာနိုင်ထွန်းအောင်တို့ရဲ့အလို့ပေါ်အမခန်းလေးလေးဖြစ်နေကြပြီးစိတ်ဝင်စားနေကြတာပါတကယ်တော့ဒေါက်တာနိုင်ထွန်းအောင်က international National Gateway Group of Company Limited ရဲ့ဩဂထဖြစ်တာကြောင့်နိုင်ငံတကာဆက်ဆံရေးတွေအများကြီးရရှိထားပြီးတော့နိုင်ငံသားဝင်ငွေတွေနဲ့ယက်တည်နေနိုင်တဲ့တထေးကြီးဖြစ်နေတာပါ။ ဒါကြောင့်လည်းတာမန်လူဒန်းစားတရက်အတွက်ရန်ကုန်များပြားနှားတဲ့ပမာဏတစ်ခုကိုစေတနာတရားတရားထက်သန်စွာနဲ့လူဒန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒေါက်တာနိုင်ထွန်းအောင်နဲ့ဒေါက်တာဝဝေရင်တို့မိသားစုရဲ့အလှူဒန်းကြီးကအခုချိန်မှာတော့အများပြည်သူကြားတဲ့အော်ချလောက်တဲ့အလှူအဖြစ်နာမည်ကြီးနေခဲ့တာပါ။အားချစရာကောင်းတဲ့မိသားစုအဖြစ်လည်းလူပြောများနေခဲ့တာဖြစ်ပါတယ်။တကယ်တော့အလှူဒါနတစ်ခုဆိုတာပတ်စံငွေကြီးအင်မတန်ချမ်းသာကြွယ်ဝနေမှလူဒန်းနိုင်တာမျိုးမဟုတ်ပါဘူး။ဖြူစင်တန်ရှင်တဲ့အလုပ်တွေနဲ့ရှောက်ဖွေထားတဲ့ပတ်စံတရာတထောင်ကလည်းတန်ဖိုးရှိတာမလို့ ကိုတက်နိုင်တဲ့ပမာဏအ ਨੇ များမစောလူတန်းနိုင်ရင်လည်းကုသိုလ်ထူရနိုင်မှာဖြစ်ပါတယ်။ပြည်သက်တို့အနေနဲ့ရောမဟာမုဏိဖျားကြီးပြုပြင်ဖို့ငွေကြေးသိန်းပေါင်း26000နဲ့ရွှေသုံးဘိတ်သာလူတန်းခဲ့တဲ့အနလေးကဆရာဝန်ဇနီးမောင်နှံရဲ့အလှူဒါနပေါ်ဝမ်းသာပီတိစကားလေးတွေပြောပြခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆလပ်ပီဆလဘရီတီသတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။